အားလုံးပဲမင်္ဂလာပါခင်ဗျာရဲကောင်အော်ဒီယို channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့မောင်မြင်မဘူကလေးရေးသားတဲ့မူတင်သေးမှာဆိုတဲ့ဝတ္ထုတို့ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဝတ္ထုတို့ဇာတ်လမ်းလေးကိုဖတ်မပြခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့မှအားပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ မောင်မြင်မဘူကလေးမူတင်သေးမှာကုတိုးစိန်ကတရားထိတ်တွင် ရက်ကမြစ်သေးကိုကြီးလိုက်ပါတယ် မြေကြီးကလိုင်းကျက်ခုတ်ကလေးများထကတတွင်တွင် စီးစင်းနေစေဖြစ်ပါရဲညနေဆိုရင်တော့ပိုက်ချမှဖြစ်ပါတော့မယ်တင်းမာကစားစရာမရှိတော့မျက်နှာချောင်းသားလည်နာဆိုတော့ဆန်နဲ့ဟင်းချက်စရာတန်ကားမပူရပေမဲ့နေ့တိုင်းကြတော့တန်ကားမစားခြင်းကြတော့ညီစောနန်းလာပါရဲဒါကြောင့်ဟင်းချက်စရာအဖိုးအတွက်ကုတိုးစိန်ပိုက်ချမှဖြစ်ပါတော့မယ်ဇနီးတဲ့နေမကောင်းတာကြောင့်ကုတိုးစိန်၃ရက်လောက်ရေထဲမဆင်းဖြစ်ပဲနေပါရဲ၃ရက်အတွင်းဇနီးတဲ့ဆေးဘိုးနဲ့ အင်စရိတ်ကလူငွေကဏန်းများနဲ့တက်လာပါတယ်။နေတလောက်စားနေတွေကိုရောင်းပြီးအင်စရိတ်တွေဖြည့်ရတာကြောင့်စားနေကနပိတ်တာလောက်သာကြံပါတော့တယ်။ကုတူးစိန်တရားထိုက်မှာရက်နေတော့ခလန်းလန်းမှလော်လာနေတဲ့ဘောက်တူတစင်းပေါ်ကလူတယောက်ကကုတူးစိန်ကို လက်ပြနေပါတယ်။ဘသူပါလဲဟုကုတူးစိန်စဉ်းစားနေစဲဘောက်တူကအနားကိုတဖြည်းဖြည်းရောက်လာပါတယ်။စင်ရောင်အုတ်ထုတ်ကိုခန့်ခန့်ရိုက်ဆောင်းထားတဲ့လူတယောက်ဘောက်တူဥတွင်ထိုင်ပြီးကုတူးစိန်ကိုလက်ပြလိုက်ပြန်ပါတယ်။ဟေးကောင်တူးစိန် ။ဟာစောကျင်း။ဘာကြည့်နေတာလဲကွာ။ငါစောစောကလေးကလက်ပြနေတာမမြင်ဘူးလား။မြင်နေကွာမင်းမှမသိလို့ငါစီလာတာလား။အေးဗော။လာကွာတဲကိုသွားရအောင်။တဲဆိုပေမဲ့ဝီဝီမှမဟုတ်ကန်းဆက်မှပဲဖြစ်ပါတယ်။ကုတိုးစိန်တို့တငါတဲတွေကကန်းဆက်တွေမှပဲတဲဆောက်ကကန်းဆက်တောင်ပြင်တွေပေါ်မှာပိုက်တွေကိုလမ်းကြပါတယ်။ရလာတဲ့ငါးတွေကိုလည်းကန်းစက်မှာပဲ စင်ထိုးကငချောက်လမ်းကြပါရဲ။ဒါကြောင့်ကုတိုးစိန်တို့ရွာကိုမြစ်ထဲကလမ်းကြည့်လိုက်ရင်တော့ က၆ဆင်တွေပိုက်ဆင်တွေကိုအဝေးကပင်မြင်နေရပါတယ်။ထိုင်းစိုးချင်းအထုပ်ပိုးတွေလည်းချအောင်စိုးချင်းကအထုပ်ပိုးတွေကိုချတာအေးအေးဆေးဆေးထိုင်လိုက်ပါတယ်။မင်းဘူးမျောမထွက်ဘူးလား။မိမနေမကောင်းလို့နားနေတာ၃ရက်လောက်ရှိပြီကွာ။ဒီညနေဆိုရင်တော့ထွက်မလားလို့လုံဆန်းမအောင်ကွာ။ငါအပြန်ငါးလောက်စားနေလေယူသွားခြင်းလို့။ရပါတယ်။ဒါနဲ့မင်းကငါးစီဘာလာလောက်တာရော။မင်းစီမရောက်တာလဲချလို့နောက်တစ်ခါကမင်းတို့စီမှာမြောက်ပိုးတယ်ချလို့။ဟေးမင်းကမြောက်ကိုဘာလို့ဖို့တော့ တို့စီကမြောက်တွေကဘသူမှမစားဘူးမြောက်ကြီးကလည်းစားကောင်းမှာမဟုတ်ဘူးခါဟေးဘာဖြစ်လို့တော့တို့စီကမြောက်တွေကမြောက်တငါလို့ခေါ်ရဲကွာတခြားဒေသတွေမှာတော့ပြားမြောက်လို့ခေါ်ရဲပြောတယ်ဒီကောင်တွေကကန်းဆက်ကတိပင်တွေမှာနေကြပြီးတော့မြည်ကြသွားရင်တာပြင်ပေါ်ကဆင်းပြီးကနန်းလို့ငါတို့ရှာစားတဲ့ကောင်မျိုးတွေကမင်းတို့တောဆက်ကမြောက်တွေလို့တည်တည်တူးတွေစားတဲ့ကောင်မျိုးမဟုတ်ဘူးဟုတ်လားတိပါဘူးကွာငါကမြောက်ဆိုရင်အတူတူပဲအောင်းမေလို့မုံဆိုးလို့ပြီးတော့ဒီတခါတော့ညံသွားပြီကွာ ဒီကောင်မျိုးတွေကမြောက်ချီခါလဲစားကောင်းမှာမဟုတ်ဘူးစားဖို့မဟုတ်ဘူးဟဟေးဒါဆိုရင်ဘာလို့ဖို့ရောမြောက်သွေးစစ်စစ်လိုချင်လို့ကွာဘာလို့ဖို့လဲငါတို့ရာကငါ့ကိုဆေးကူပေးဖူးတဲ့ဗိန်းတော်ဆရာကြီးကဆေးဖို့ဖို့မြောက်သွေးစစ်စစ်လိုချင်တယ်ဆိုလို့ဩဒီလိုလားဒါဆိုရင်တော့ရပါတယ်ကွာမင်းလိုပဲမနေ့ကစစ်ပင်ကွင်းရွာကငါမိတ်ဆွေတယောက်မြောက်သွေးလိုချင်တယ်ဆိုလို့ငါတကောင်ဖမ်းပေးလိုက်ပါတယ်ဒါဆိုရင်လှုပ်ဆမ်းပါကွာတကောင်လို့ကုတိုးစိန်ကတဲဘော်ကနေမြစ်သေးကိုလမ်းကြည့်လိုက်ပြီး ရေကျက်กว่าတော့ကြရေစစ်တော့မယ်အခုသွားထောင်ရင်ရတယ်မင်းမလိုက်ပါလားလိုက်ပါဗောမင်းလောက်တာလေဘုသူတရအောင်လိုက်ကြည့်မယ်လေအေးဒါဆိုခဏစမင်းခဏထိုင်ဆောင်ရင်ရေနေချမ်းနဲ့ငချောက်ဖို့စားกว่าငါဒီနောက်လူတာလေးတွေတော့ဝယ်လာရုံးမယ်ခဏကြာမှာကုတူးစိန်ပြန်ရောက်လာပါတယ်တက်ထဲမှာငပြောသည်လင်းကားလုံးပါလာပါတယ်ပြီးနောက်လက်တန်းလုံးလောက်ရှိတဲ့ကျိုးခွေတစ်ခွေကိုထုတ်လိုက်ပြီးကဲစောချင်းသွားရအောင် လက်ထော်ဖို့ပစ္စည်းကရိယာစုံပြီလားအေးစုံပြီ ပေါတူကိုရှေးတယောက်နောက်တယောက်လောကရေကြအတိုင်းစုံစင်းလာကြပါရဲ့။နိုင်ဝဲလောက်အကြာမှာမြစ်ခွေရောက်ပြီးမြောက်အော်တန်းတွေကိုကြားလာရပါတယ်။မြစ်ခွေအတိုင်းလော်၍ကြော်လာကြသည်နဲ့တောင်ပြင်ကြီးတစ်ခုကိုဘွားကနေတွေ့လိုက်ရပါတယ်။မြစ်ကမ်းပေါ်ရှိလမှုပင်တွေပေါ်မှာကွီကွီကွားကွားနဲ့အော်နေတဲ့မြောက်တွေနဲ့တောင်ဆန်းမှာတက်လိုက်ဆင်းလိုက်လုံနေတဲ့မြောက်တအုပ်ရေကလုံးဝကုန်အောင်မကြသေးပါ။တိုးစိန်ကရေထဲမှာလော်တက်ကိုစိုက်ကာကြိုးချီလိုက်ပါတယ်။ ထို့နောက်ဂျိုးတခွေကိုယူပြီးရေထဲကိုဆင်းလိုက်ပါတယ်ဂျိုးတစားကို လေဦးမှာခြိလိုက်ပါတယ်ဂျိုးတစိတ်တစ်ပိုင်းကိုရေထဲနှစ်ချလိုက်ပြီးကြအစိတ်အပိုင်းတွေကိုရွှွန်တွေနဲ့နစ်ပြီးတဖြည်းဖြည်းလက်တာပြင်ပေါ်ကိုတက်လာပါတယ်စိုးချင်းကဘောက်တူဘော်ကတိုးစိန်လုံးသမ ्या ကိုထိုင်ကြည့်နေပါတယ်ဂျိုးဆုံးမှာဂွင်းရှောအဝိုင်းလုံး၍ရွှွန်ထဲမှာနစ်လိုက်ပါတယ်တိုးစိန်တို့လက်တာပြင်ပေါ်မှာရှိနေတာကြောင့်မြောက်တွေကဆင်းမလာဘဲတိုးစိန်တို့လုံးသမ ्या ကိုအကဲခတ်ကြည့်နေကြပါတယ် ဒူစင်ကငပြောသီးတွေကိုထုတ်ကာမြောက်တွေမြင်တောင်အောင်ပြလိုက်ပြီးရှင်နွန်ထဲမှာနေ၍ရှော့အနေငယ်ဖုံးနိုင်လိုက်ပါတယ်။ငပြောသီးတလုံးကိုတော့ကွင်းရှော့အဝိုင်းလေမှာနှစ်ထားလိုက်ပါတယ်။ထို့နောက်ဂူဒူစင်ကဘောက်တူစီကိုပြန်လာပါတယ်။ကြီးကြသွားတာကြောင့်လော်တက်ကိုနှုတ်ကာတောင်ပေါ်မှာတွန်းချပြီးရေထဲကိုလော်လာခဲ့ပါတယ်။ဒူစင်တို့ဘောက်တူခလန်းလန်းတို့ရောက်တဲ့အခါမှာတော့မြောက်တွေကလရာပြင်းပေါ်ကိုဆင်းလာခဲ့ပါတယ်။စောကျင်းတဲ့ကုတူးစိန်ကရေထဲကနေပြီး မတိမတာကြည်နေကြပါတယ်။တချို့မျိုးတွေကကနန်းတွေကိုနိုင်၍စားသည့်အကောင်ကစားတချို့ကငါးပြန်လေးတွေကိုကောက်စားသည့်အကောင်ကစားနဲ့အလုရှုံနေကြချိန်မှာမြောက်သုံးလေးကောင်ကကုတိုးစိန်လောက်ကင်နေပုံကိုမြင်ထားပြီးဖြစ်၍မြေပြိုးသီးမြုပ်ထားတဲ့ရှုံတွေကိုဖယ်လိုက်ပြီးမြေပြိုးသီးကိုကောက်စားနေကြပါတယ်။မြောက်တကောင်ကဂျိုးကွင်းရှောနေရာသို့ရောက်လာကရှုံထဲသို့နိုင်ပြီးငါးပြိုးသီးကိုဆွဲထုတ်လိုက်ချိန်မှာကုတိုးစိန်ကပေါက်တူပေါ်မှာနေပြီးကျိုးကိုဆောင်ဆွဲလိုက်ပါတယ်။ ဝင်းရှောကမြောက်ချောင်းနဲ့လက်တချောင်းကိုရစ်ပတ်သွားပါတယ်။မြောက်ကလမ်းဖြန့်ပြီးယုံကတရာပြင်းအပေါ်ကိုလဲချသွားပါတယ်။ဂျိုးဝင်းမိနေတဲ့မြောက်အောင်တန်းကြောင့်ကြံမြောက်တွေကထွက်ပြေးသွားကုန်ကြပါတယ်။စောချင်းနဲ့ကိုတိုးစိန်ကပေါတူကိုကတ်ကမြောက်ကိုဖမ်းလိုက်ကြပါတယ်။တိုးစိန်တဲဟုတ်ပါလားကွ။စောချင်းတို့အမဲလိုက်တယ်လို့ကြည်သုံးမှတားကောင်ရတာမဟုတ်ပါဘူးကွာကြည်မကုန်မဲနဲ့လည်းတားကောင်ရနိုင်ပါတယ်ကဲပြန်မယ်မဟုတ်လားအေးညနေရေးကြရင်ငါပိုက်ချထွက်မလို့ကွာမိမနေမကောင်းလို့မထွက်တာ၃ရက်ရှိပြီ အိမ်မှာလည်းအတုံးစေးကပြက်နေပြီဒါဆိုရင်ငါလည်းလိုက်ခဲ့မယ်လေကွာမင်းမရှိတော့ပြင်းစရာကြီးဟာအေးဒါဆိုရင်ပြီးတော့တဲကိုရောက်ရင်လိုအပ်တာတွေပြင်ဆင်ပြီးထွက်ကြတာပေါ့မထွက်ခင်ဘိုက်ဖြေကြတာပေါ့ကွာတဲထဲမှာတော့ငါတလောက်စားနေနဲ့ငရဲ၆ပုတ်ပဲရှိတယ်ငါလမ်းမှာတွေးလို့ဘောက်တူကပ်ပြီးဝယ်လာတဲ့ကနန်းတွေနဲ့ဖလန်တောင်ဝေးတွေလည်းပါသေးတယ်ကွာကနန်းချင်ကြီးချက်ပြီးတော့မှဖလန်တောင်ဝေးကြော်ပေါ့ကွာမဟုတ်ဘူးလားကောင်းရင်မှာမိုးသားတွေကင်းစင်နေတော့မကြမီအချိန်ကပင်နေလုံးကြီးကအနောက်ဖက်လမှုဒေါ်အတွင်းကိုငုတ်ရှိုးသွားပြီဖြစ်ပါတယ် ကိုတိုးစိန်ကကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပြီးပိုက်ဖုံတွေကို ပေါက်တူပေါ်ကို တင်လိုက်ပါတယ်။အယောင်ဆင်းမရှိတဲ့စွကျဲဟောင်းတစ်ထဲကိုကောက်ဆွလိုက်ကမိအုပ်ဆောင်အတွင်းမှမိခွဲကိုထုတ်ပြီးရေနံစီကို ဖြည့်လိုက်ပြန်ပါတယ်။မိဖို့ဘော်ကရင်ွေးချမ်းတည်ထားတဲ့မြေအိုးကိုမာပြီးပေါက်တူထဲကိုချလိုက်ပါတယ်။စိုးချင်းကြီးသွားမယ်ဟိတ်။အေးအေးလာပြီလာပြီကိုရနေတာကမင်းတွေ့ရောဆေးဘောလိုက်ပါပြီလား။အေးကောင်းကင်ကြီးကကြည်လင်နေစေ ကုတိုးစိန်ကတရားတိုင်မှာခြိထားတဲ့ဂျိုးကိုဖြတ်ကဖောက်တူကိုမြင့်လေသူလော်လိုက်ပါတယ်။စောချင်းကလေဦးကလော်နေပါတယ်။မြင့်လေကိုရောက်တဲ့အခါကုတိုးစိန်ကပိုက်ကိုစားချပါတော့တယ်။လော်ရင်းပိုက်ချရင်းနဲ့ပိုက်တစုံကကုန်သွားပါတယ်။ပိုက်ကုန်သွားတဲ့အတွက်ပိုက်ဂျိုးကိုဖောက်တူတနေရာမှာခြိထားလိုက်ပြီးကုတိုးစိန်ကစီဘောလိတ်တလိတ်ကိုကောက်ကင်လိုက်ပါတယ်။ဥရင်ထိုင်နေတဲ့စောချင်းအားအချိန်ယူနိုင်အားဖြစ်တာမင်းကဆဲလိတ်မတောက်တတ်တော့ရင်းနှီးချမ်းတောက်ပြီးတော့ငချောက်ကုတ်စားကွာ။ အေးအေးငါအခုတော့ကုန်းဝါနေတယ်ဟိရေကအောက်ဖက်ကိုပြန်လဲဆွဲစားပြုနေပြီဖြစ်ပါတယ်။ဘောက်တူနဲ့ပိုက်ကလည်းအောက်ဖက်ကိုတရွရွမျောပါနေပြီဖြစ်ပါတယ်။ကိုတိုးစိန်ကရေနေချန်တစ်ခွက်ကိုငဲတောက်လိုက်ပြီးစေဘော်လေးကိုလည်းတထောင်းထောင်းထောက်အောင်ဖွာရှိုက်နေလိုက်ပါတယ်။လက်ကလည်းအငိမ့်မနေပါဘောက်တူနေရန်ကိုတတောက်တောက်ရိုက်ပြီးငါးရီကိုချောင်းနေပါတယ်။စောချိန်လာကွာရေနေချန်နဲ့ငါချောက်ဖို့စားရအောင်။စောချိန်ကကိုတိုးစိန်ရှိရာဘောက်တူပဲ့ဖက်သူရှောက်လာပြီးထိုင်လိုက်ပါတယ်။ ကုဒုစိန်ကငချောက်တစ်ဖက်ကိုဝါရင်မင်းတို့မုတ်ဆိုးလို့တော့ပြေးလွားပြစ်ခတ်မနေရဘူးပေါ့ကွာဒါပေမဲ့တခါတလေသက်ဆွန့်ဆန်ဖျားတော့ကြုံရတယ်ကျမ်းပေါ်မှာကပြေးလို့ရပြီမဲ့ရည်ထဲမှာကရင်နဲ့အသက်ဆုံးရတာပဲဒုမုတ်ဆိုးလေးတခါတလေအသက်နဲ့ရင်းရတာလည်းရှိပါရဲကွာအတွေ့အကြုံကတော့တမျိုးစီပေါ့ကွာစကားထိုင်ပြောနေကြရင်ဒုစိန်မျက်လုံးက အားမနေပဲပိုက်ချထားရဖော်လုံးတွေရှိကို မျက်စိကရောက်နေပါတယ်ဒုစိန်မျက်လုံးက ဝင်းလက်သွားပါတယ်ပိုက်ရည်လေလောက်မှဖော်လုံး၃လေးခုက ညှို့ချီပေါ်ကြီးဖြစ်နေသည်ကိုမြင်လိုက်ရပါတယ်။စောကြီးလှူရှားဖို့အချိန်ရောက်ပြီကွ။ကုတိုးစိန်ကပိုက်ကောင်းကျိုးကိုဖြုတ်ချလိုက်ပြီးညှို့ချီပေါ်ကြီးဖြစ်နေတဲ့ဖော်လုံးတွေစီကိုဖောက်တူကိုလော်လိုက်ပါတယ်။မြုံနေတဲ့ဖော်လုံးနေရာကပိုက်ကောင်းကျိုးကိုဆွဲမလိုက်တဲ့အခါပိုက်မှာမိနေကြတဲ့ငါတလောက်တကောင် ပိုက်မှာဖြုတ်ကဖောက်တူဝမ်းထဲကိုပြစ်ထည့်လိုက်ပါတယ်။နောက်ထပ်မြုံနေတဲ့ဖော်လုံး၃၄ခုရှိရာကိုသွားကတိုးနေတဲ့ငါတလောက်တွေကိုတကောင်ပြီးတကောင်ဖောက်တူဝမ်းထဲကိုပြစ်ထည့်လိုက်ချိန်မှာ ခလန်လန်းမဖော်လုံးတွေကလှုပ်ချီပေါ်ချီဖြစ်နေပြန်ပါတယ်ကိုတိုးစိန်ကဖော်လုံးတွေကိုကြည့်ကအယမ်းပျော်နေပါတယ်တွက်လက်စွာနဲ့တကောင်ကြီးတကောင်ဖော်ကဘောက်တူထဲကိုပြစ်ထည့်လိုက်ပါတယ်တိုးစိန်တေဟုတ်ပါလားကွဒါတော့ပိတ်ကိုဖော်ရသေးတာမဟုတ်ဘူးထို့အချိန်မှာခလန်လန်းမရှိတဲ့ပိုက်ချနေတဲ့ဘောက်တူတစည်းပေါ်ကလမ်းအော်တန်ကို ကြားလိုက်ရပါတယ်တိုးစိန်ကြီးအချိန်နေကောင်းလားဟိအေးကောင်းတယ်ကွ၄၅၀កောင်တော့ရပြီမောင်တော့မေဟိငါတော့တိန်းတော့မေအေးပါအေးပါ ကိုတိုးစိန်တို့နဲ့ပိုက်ချဖို့ပိုက်ချဖက်ထွန်းမောင်ကအွန်လိုင်းချင်းဖြစ်ပါတယ်။အခုမှကိုတိုးစိန်တတိထားမိပါတယ်။အလေးရောင်က ဖြော့ဖြော့ကလေးသာရှိတော့သည့်မျက်ပြင်တစ်လျှောက်ပိုက်ချနေတဲ့လေတွေပေါက်တူတွေမှအလေးရောင် ဖြော့ဖြော့ကိုခုနားတစ်ခုဒီနားတစ်ခုသာမြင်နေရပါတယ်။လမ်းကျက်ခိုးကလေးတွေကတဖြုတ်ဖြုတ်တိုက်ခတ်နေစေစောချင်းကတိုးစိန်ရှင်နာကဖော်လုံးကငါတိုးနေတယ်ထင်းနေကွ။အေးဟုတ်တာပေါ့ကွ။ဒီကောင်ကမတိမတာကလေးတစ်ချက်တစ်ချက်မှတိုးတာပဟတ်တို့ရေရက်တို့မှချိန်နေတာဖြစ်ရမယ်။ ကုတိုးစိန်ကပေါတူကိုရွှေ့ပြီးပိုက်ကြိုးကိုမတင်လိုက်ပါရယ်50သားခန့်ရှိငါတလောက်တကောင်ဂျီရက်နဲ့ညှိနေခြင်းဖြစ်ပါရယ်အလေးရောင်တစ်ဖြည်းဖြည်းပျောက်လာတာနဲ့အမျှဖော်လုံးကလေးတွေကိုလာရောက်ဘုံပြပြအောက်မှာဝိုးတွားတာမြင်နေရပါရယ်ကုတိုးစိန်ကပေါတူကိုတရွေ့ရွေ့လော်ရင်ပိုက်တန်းတစ်ချောင်းငါတူမတူကြည့်နေပါရယ်တချို့နေရာတွေမှာပိုက်ကြိုးကိုလက်နဲ့ကင်ကြည့်ရယ်ကင်ထားလိုက်ရင်လက်ထဲမှာတရုတ်တို့တိုးနေတာခံစားရပါရယ်ကုတိုးစိန်ပြောနေပါရယ် တို့စိန်တို့ဘယ်ရောက်နေတာလဲကြည်အောင်ကွာဂျွမ်းနဲ့တော့အတော်ဝေးလာပြီစီးသူချောင်းတော့လွန်လာပြီတခြားပိုက်လီတွေကမီးရောင်တော့မတွေ့ရတော့ဘူးဝေးမှန်ပါတယ်ရေစီးကအဆွဲမြန်လာတာကြောင့်ခေါက်တူရောပိုက်ပါအတော်မျောလာခြင်းဖြစ်ပါတယ်မောင်လဲမောင်နေပြီစောချိန်မင်းကြောက်လို့လားဒီမြေထဲကိုငါကျွမ်းပါတယ်ကွာငါအတော်တိုးနေလို့ဒီတစ်ခေါက်ဖော်လုံးတွေဖော်ပြီးပိုက်ဖော်တော့ပါပါကွာလာရောင်ကိုတိမ်ဖုံးသွားတာကြောင့်မြေပြင်တစ်ခုလုံးမှောင်သွားပါတယ်အနောက်ဘက်မှာလျက်စီးများတစ်ဖြက်ဖြက်လက်လာပါတယ် ကိုတိုးစိန်ကတရုတ်တို့တိုးနေတဲ့ပိုက်ကျိုးကိုဆွဲမှပြီးတိုးနေတဲ့ငါးတွေကိုဆွဲဖြုတ်၍ပေါတူဝမ်းထဲကိုပြစ်ထည့်လိုက်ပြန်ပါတယ်။ပေါတူတကန့်မှာငါတလောက်တွေပြေးသွားခဲ့ပါတယ်။အမောင်တို့ကကြီးစိုးလာတာနဲ့အမျှလျှက်လျက်ရောင်တွေနဲ့အတူမူနိုင်ပါသောလေကတဖြူဖြူတိုက်လာပါတယ်။လေတိုက်တာကြောင့်ဒီနန်စီမီးခွက်ကလင်းလိုက်မိန်လိုက်ဖြစ်နေပါတယ်။ခဏအကြာမှာလေပြင်းတစ်ချက်ဝင်လာကငိုးဆက်မိုးပေါက်တွေပါလာပါတယ်။စိုးကြီးပိုက်တင်တော့မေမင်းတယောက်တည်းဖြစ်ပါမလား။ လုံနေကြပါကွာဒီတိုက်နေလို့မင်းပေါ့သူကိုထိန်းတောင်းဟိကိုတိုးစိန်ကပိုက်ကိုတဖြည်းဖြည်းချင်းဆွဲတင်လိုက်ပါတယ်ပိုက်ထဲမှာရှိတဲ့ငါးတွေကဖွေးကနေဖွေးကနေပန်းလာပါတယ်လေတိုက်နေတာကြောင့်လိုင်းဆန်လာကပေါ့သူကပခက်လွဲတယ်လို့လှုပ်ရမ်းနေပါတယ်ငါးတွေကဖွေးကနေဖွေးကနေပန်းလာတာကြောင့်စိုးချင်းကတကောင်နီးတကောင်ကောက်ထဲနေရပေမဲ့ခြေလိုင်းတွေကပေါ့သူနေရန်ကိုလာလာစောင့်နေတာကြောင့်လဲမသွားအောင်အတော်ထိန်းနေရပါတယ်ကိုတိုးစိန်ကလည်းစိုးစိုးကလည်းငါးတွေကိုမြင်နိုင် ဝမ်းသာနေပေမဲ့ယခုတော့ဝမ်းမသာနိုင်တော့ပါဘူး။မိုးရွာပြီးလိုင်းထန်နေတာကြောင့်ပေါက်တူကိုခြေကန်ကအတော်ဆွဲတင်နေရပါတယ်။ပိုက်ကတဝက်ကြော်ကြော်လောက်အရောက်မှဆွဲ၍မရတော့ပဲတင်းခံနေပါတယ်။ကုတိုးစိန်အားဆိုင်၍ဆွဲတီကလည်းမရ။စောချင်းကပေါက်တူအကန့်ထဲကငါးရီကိုထည့်နေရမှတိုးစိန်ဆွဲလေဘာဖြစ်လို့လဲ။ဆွဲလို့မရဘူးကွာတင်းခံနေတယ်။ဟေးဒါဆိုရင်အောက်မှာတခုခုနဲ့များညှိနေလို့လား။ဟာညှိစရာအကြောင်းမရှိဘူး။ ငါတို့လောက်ပိုက်ဆိုတာကရေပေါ်ကလေးမှာရှက်ပြီးထောင်ထားတာအောက်မှာဘာမှမရှိဘူးငုံလင်းကြီးရအောင်လဲဒီနေရာကရေအနေကြီးဒါဆိုရင်ငါပါဝိုင်းဆွဲမယ်ကုတူးစိန်ရောစောချင်းမှာခြေကန်၍ဆွဲကြပါတယ်ဘိုးဆဲမပြတ်ရွာနေပြီမဲ့တင်ကင်းဆင်သွားတာကြောင့်လှရောင်နဲ့အတူတစ်ဖက်ဖက်လှူရှားနေတဲ့မြစ်ပြင်ကြီးကိုမြင်နေရပါတယ်အတန်ကြီးကိုကြားလိုက်ရပြီးနောက်ကုတူးစိန်ရောစောချင်းမှာဘောက်တူထဲမှာဖင်ထိုင်လျက်ကြာသွားပါတယ်ဘောက်တူနယံကိုဖင်နဲ့ဆောင်းဖီလို့သာတော်ပါတော့တယ်မဆောင်မိပါက အရှိန်လုံကရေထဲကိုပြုတ်ကျသွားနိုင်ပါတယ်။အတန်ကြီးကြားရပြီးနောက်ကုတိုးစိန်ရောစောချင်းပါမြင်လိုက်ရသည့်အရာကတိုက်တွင်နဲ့လုံထွေးနေတဲ့မဲမဲအကောင်ကြီးဖြစ်ပါတယ်။ရေပေါ်ကိုခေါင်းကြီးကတက်လာပြီးအမကြီးကဖျံကနေမြီအောင် ရေပြင်ကိုရိုက်ချသွားပါတယ်။ကုတိုးစိန်ရောစောချင်းပါဘောက်တူပေါ်မှာဖင်ထိုင်ကျပြီးချက်တီတည်သွားပါတယ်။မိချောင်းကြီးဟိတ်စောချင်းကမုတ်ဆိုးပြီးပြီးလင်းမြန်ပါတယ်။ကုတိုးစိန်နဲ့ပိုက်ချလိုက်လာတာကြောင့် မလိုအပ်ဘူးထင်၍တနက်မယူခဲ့ပေမဲ့ယခုလိုအန်ဒီယန်နဲ့ကြုံလာရတဲ့အခါမိယာလက်နဲ့ကိုကောက်ကင်လိုက်ပါတယ်။ဘောက်တူဝမ်ထဲကဘောက်ချိတ်ကြီးဖြစ်ပါတယ်။ဘောက်ချိတ်ဆိုတာကငါတလောက်ပိုက်ထောင်ရင်ငမင်းနဲ့တိုးမိပါကငမင်းကိုချိတ်ဖို့အပြားတစ်ဖက်မှာကောက်ထားပြီးတစ်ဖက်ကခြုံထားတဲ့အရှိ3000ခန်းရှိတဲ့တန်ချောင်းကြီးပဲဖြစ်ပါတယ်။တိုးစိန်တိုးစိန်ပိုက်ကိုဆွဲတင်လေ။မိချောင်းကြီးကပိုက်ထဲမှာဝင်တိုးနေတာကွာ။ဆွဲလို့ဖြစ်ပါမလား။ဟာဒီကောင်ကတအားကြီးတာပဲ။ ဒါလို့ဆိုရင်မိဘိုက်တွေပြုတ်ထွက်ကုန်ရောပေါ့ထိုအခါကျမှကိုတိုးစိန်ကမုံရင်မရဲနဲ့ပိုက်ကိုဆွဲတင်လိုက်ပါတယ်ပိုက်ကတဖြည်းဖြည်းပါလာပါတယ်ငါကတော့တကောင်မှပါမလာတော့ကိုတိုးစိန်ပိုက်ကိုဆွဲတင်နေချိန်မှာရေပြင်ပေါ်မှာနီနီရဲရဲအလုံးကလေးနှလုံးတရွိရွိနဲ့ဘောက်တူနားကိုကတ်လာပါတယ်ကိုတိုးစိန်ကပိုက်ကိုဆွဲတင်နေတာကြောင့်တတိမထားမိပဲစောချင်းကမြင်လိုက်ပါတယ်တုံးကైအကွာလောက်ရောက်တာနဲ့စောချင်းအာကုံလွဲကဘောက်ချိတ်အချွန်နဲ့ပြစ်ထဲလိုက်ပါတယ် ကလေးနှစ်ခုကြားသူချိန်ကပြစ်ထက်လိုက်ပြီမဲ့ဘောက်သူလုံနေတာကြောင့်ပြင်းမဲ့ကိုတဲတဲမရောက်ပဲနေရာလွဲသွားပါတော့တယ်။ဒါပေမဲ့ဒုတ်ကနေအတန်နဲ့အတူဝေါ်ကနေမိကခေါင်းကြီးကနောက်ကိုလန်တက်သွားပြီးသုံးမိခန့်အပေါ်ကိုမြောက်ကရည်သေးကိုဝုံကနေအောက်ပြန်ကျသွားပါတော့တယ်။ခေါင်းကြီးနောက်ကိုလန်တက်သွားချိန်မှာတော့အောင်မီယိုနဲ့ဝမ်းပိုက်ဖြူဖြူကြီးကိုလှရောင်နဲ့တွေးလိုက်ရပါတော့တယ်။ရည်ပင်ကပြန်လဲငြိမ်သက်သွားပါတယ်။မိုးကတော့တဖွဲဖွဲရာစဲ ကုတိုးစိန်ရဲ့ပိုက်တွေအလုံးပေါက်တူပေါ်ပြန်ရောက်နေပြီဖြစ်ပါတယ်။ကဲကုတိုးစိန်ပြန်ကြမယ်။မိချောင်းကြီးကတော့အထိနာသွားမယ်ထင်းနေကွ။မင်းမောင်ချိန်နဲ့ပြစ်လိုက်တာဒုက္ခနဲ့တော့အတန်ကြားလိုက်ရတယ်။အထိရောနာပဲဒါပေမဲ့မသေးနိုင်ဘူးကွ။အထိနာသွားတဲ့ကောင်းကြီးကအနာခဲခဲတတ်တယ်။နာမပြန်ပြီးနောက်တစ်ဝဲတွေးကြတာပေါ့ကွ။လာရောက်တဲ့အတူပေါက်တူကိုရွာစီကိုလော်လာခဲ့ပါတယ်။ရွာနာရောက်သည့်အထိကုတိုးစိန်နဲ့စောချင်းတို့ စကားမပြောမိကြ။စောချင်းကတိုးစိန်ငြိမ်လာကြည်လားကွ။ဘာရီစဉ်းစားနေရတော့ ငါပိုက်တွေတော်တော်များများပြဲသွားလို့ပိုက်ပြန်ဖာရရင်ကုန်ရမယ့်ကိစ္စကိုတွေးနေတာပါကွာဒါပေမဲ့ဒီနေ့ငါတော်တော်ရတာပဲကွာဘာတူအကန့်သုံးကန့်လုံးအပြည့်ပဲဟောင်းအေးအဲ့ဒါကြောင့်တော်သေးတာပေါ့ကွာပိုက်တွေတော့မပြင်းဒီနေ့တော့နေအတွက်ကြိုက်ပြီးလို့တွေ့ထားတာအေးမင်းအတွက်နေအတွက်မကြိုက်ပေမဲ့ငါအတွက်တော့ဂုံးမုတ်ဆိုးကရေမုတ်ဆိုးနဲ့တွေးလို့အတွေ့အကြုံရတယ်ဟိမင်းတို့ရွာကမပြန်မီတဝဲတလန်းတော့တွေးကျင်သေးတယ်ကွာ ကုတိုးစိန်ကတော့သူ့အတွေ့နဲ့သူဘောက်တူကိုသာကျုံးလို့နေပါတယ်မိတ်တုံမိတ်တုံအလင်းရောင်နဲ့ ရွာကလေးကတော့စောင့်မျှော်လျက်ရှိနေပါတယ်။ဇလံကလေးပြီးပါပြီခမညာ။မောင်မြင်မဘုကလေးရေးသားတဲ့မူးသေးသေးမှဆိုတဲ့ဝတ္ထုလိုဇလံလေးကိုနားဆင်ခဲ့ကြရတာဖြစ်ပါတယ်။အစိုးတီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောရင်းနဲ့အခုလိုမျိုးစိတ်ဝင်စားစရာမဟုတ်ဆိုးဝတ္ထုတွေနဲ့ပြန်လာခဲ့ပါမယ်ခမညာ။